မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့စကမ်းတိုင်းတန့်ဆယ်မြို့နယ်ကစီကောင်စီတွေတပ်ဆွဲထားတဲ့မူးတိန်ကြီးရွာကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်းအောင်သိမ်းပိုင်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီနေ့နိုဗ ెంబ ာလ28ရက်နေ့မနက်အစောပိုင်းကလေးကနှစ်ဖက်ထိတွေ့မှုတွေပြင်းထန်ခဲ့ပြီးတဲ့နောက်၄နာရီကြာတိုက်ပွဲအပြီးမှာမူဒေယွာကိုသိမ်းပိုင်နိုင်ခဲ့တယ်လို့ဂေတာရဲစီရေးတရင်ရင်တွေကပြောဆိုထားပါတယ်။လေးချောင်းကလည်းတောက်လျှောက်ကိုဘုံကျဲနေတာရှင်းလင်းရင်းလည်းမပြတ်သေးလို့အသေးစိတ်အခြေအနေတွေကိုတော့ခဏနေမှပြောတော့မယ်လို့တန့်စင်မျိုးနဲ့ကာကွယ်တပ်ဖွဲ့ဝင်တို့ကပြောပြထားပါတယ်။မူဒေယွာသိမ်းပိုင်မှုအတွဲမှာစစ်ခွေးတပ်နဲ့ပြူစောတိတွေတိုက်ဆုံမှုရှိပြီးတော့ထွက်ပြေးတဲ့သူတွေများတယ်လို့တိုက်ခိုက်မှုမှာပါဝင်ခဲ့တယ်။ဒူဝန်ပြည်သူကာကွယ်အဖွဲ့က ကိုပြည်ကျော်စိုးကအတီးပြုပြောကြားထားပါဗါးမူးတိန်ကတန်းဆယ်နဲ့ကံဘလူအဆက်ပေါ်စိတ်ခွေးတွေတဆွဲထားတာတော့ကြားပြီးဒီကနေ့တိုက်ခိုက်မှုမှာပိတ်ဆုံးသွားတဲ့စိတ်ခွေးတွေနဲ့ပြူစောတိတွေများတယ်လို့သူကပြန်လည်ပြောပြထားပါဗါးမူးတိန်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့စိတ်ခွေးတွေဘက်က နမခနေနေတန်းဆယ်နေမှာရှိတဲ့မိမိတို့ရဲ့ပြည်သူ့ဆက်စခန်းကိုမနက်၄နာရီလောက်ကစပြီးတော့အကြမ်းဖက်များကလာရောက်တိုက်ခိုက်ပြီးတိုက်ပွဲဖြစ်ပွားနေပြီးတော့တမတော်လေးကဝေဟင်ပစ်ကူပစ်လျက်ရှိဆိုပြီးတော့စစ်ခွေးဝါရဖြန့်တဲ့သူတို့ချို့က Telegram ကနေဖြန့်ဝေနေတာကိုတွေ့ရပါတယ်။တန်းဆယ်မြို့နယ်အရှိမြောက်ချမ်းကိုဒီနေ့မနက်ပိုင်းကတည်းကဒရုန်း၄တပ်ကနေတက်လာတဲ့ Jet Fighter နဲ့ Homeland ဘက်ကနေလဲ Wildtrap လေယာဉ်နဲ့ ဘုံတွေကိုဆယ်နဲ့ချီပြီးကျဲချခဲ့တယ်လို့လေးချောင်းတရင်အချက်လက်တွေကသိရှိရပါတယ်။ဒါအပြင်ဒီကနေ့မနက်10:00နာရီကကံဘလူမြို့နယ်အမြောက်တပ်ကနေလက်နက်ကြီးနဲ့ဖြစ်တာအင်အားအပြည့်ပါတဲ့စစ်ကားတွေနဲ့တန်းဆယ်မြို့အရှိမြောက်ချမ်းကိုအိုးတည်ပြီးတော့ထွက်လာနေတယ်လို့ဒေတာတွင်စည်ရင်တရင်ရင်းမြစ်ကပြောပါတယ်။မကြသေးမီရပ်ပိုင်းတွေကလည်းတန်းဆယ်မြို့နယ်ဆက်ဆက်နေတဲ့ကံဘလူတောင်ပတ်ချမ်းနဲ့ခေဦးမြို့နယ်တွေမှာစစ်ကောင်စီတပ်စစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံထားရသေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မမော်မြို့တိုက်ပွဲတွေအတွင်းမှာစစ်ခွေးတပ်ရဲ့ drone တွေကို KIA အပူပေါင်းအဖွဲ့တွေကဖမ်းယူသိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့တိုက်ပွဲမှာစစ်ကောင်စီဘက်က drone တစ်စင်းကိုဖားကန်ဒေသအခြေဆိုင် KIA တပ်မဟာ6ကရဲဘော်တွေကစွဲချရယူထားနိုင်တဲ့အခြေအနေကို ရုပ်တံမှတ်တမ်းတွေနဲ့ပေါ်ပြလာတာနဲ့ပတ်သက်ပြီးတော့ရှေ့တန်းသတင်းရင်းမြစ်ကအခုလိုပြောပြထားပါဗျ။ဗမော်တိုက်ပွဲမှာရှေ့တန်းရောက်တပ်မဟာကိုကရဲဘော်တွေအနေနဲ့ပြီးခဲ့တဲ့6လတာအတွင်းမှာစစ်ကောင်စီရဲ့ drone စုစုပေါင်း16စီးကိုဖမ်းယူရရှိထားတယ်ဆိုတဲ့ရေးသားချက်တွေဟာလက်တွေ့မြေပြင်နဲ့နှီးဆက်တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါလေ။ဖြစ်ချင်တော့အဲ့ဒီထက်တော့မကပါဘူး။အဲ့ဒါကတပ်မဟာကိုအဖွဲ့ရဲ့ရရှိမှုစည်ရင်မဲ့ရှိပါသေးတယ်။ အခြားတမဟာအဖွဲ့တွေရရှိမှုကလည်းအများကြီးရှိပါတယ်လို့ကချင်းစစ်ရေးသတင်းရင်းတွေကဗမော်တိုက်ပွဲမှာစစ်ကောင်စီဘက်က drone တွေကိုဖမ်းယူရရှိမှုအခြေအနေကိုပြောပြထားပါတယ်။ KI ပူးပေါင်းတပ်ဖွဲ့ဟာ2024ခုနှစ်ဒီဇင်ဘာလမှာဗမော်မျိုးသိန်းစစ်စင်ရေးကိုဖော်ဆောင်ခဲ့ရာတနစ်ကြားတဲ့အထိကိုတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။တိုင်ရင်ဌာနချုပ်တွေနဲ့တပ်စခန်းနေရာအများအပြားလက်လွတ်ခဲ့ရတဲ့စစ်ခွေးတပ်ဟာဗမော်မြို့ကို2025ခုနှစ်ဩဂတ်လဇန်နဝါရီမှာ စိတ်အားနဲ့လက်နက်ခဲရန်တွေညားစွာရေချောင်းကနေဖြည့်တင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီထဲမှာ drone တွေလည်းအများပြပါဝင်တယ်လို့ရှေးတန်းသတင်းရင်းတွေကပြောပါတယ်စစ်လက်နက်အင်အားတွေဖြည့်တင်းထားတဲ့စစ်ခွေးတပ်ဟာဩဂတ်စကစပြီးတော့လေချောင်းပစ်ကူတွေနဲ့အတူမြေပြင်မှာလည်းစစ်စင်ရေးတွေပြုလုပ်ခဲ့လို့တိုက်ရင်ဌာနချုပ်တချို့ပြန်လည်ရယူနိုင်ခဲ့ပါတယ်ဒါပေမဲ့ KIA ဘက်ကလည်းတံပြန်ထိုးစစ်တွေကိုပြုလုပ်နေလို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာပဲဖြစ်ပါတယ် မမောပါဝင်ကချင်ပြည်နယ်အတွင်းလက်တလော့စီရင်အခြေအနေလေးနဲ့ပတ်သက်ပြီးတော့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကမနေ့ကနိုဝင်ဘာလ28ရက်နေ့မှာပြောကြားထားရာတိုက်ပွဲတွေဆက်ရှိနေတယ်လို့အသိပေးထားပါတယ်။မမောမျိုးဘက်ကစီရင်အခြေအနေကတော့စီကောင်စီစစ်ကြောင်းတွေကိုလည်းမိုးမောက်မျိုးဘက်ကိုတတ်သွားတဲ့ သုံးပိုင်းနေရာဘက်မှာပို့ပြီးတော့ဒီကောင်တွေထိုးစစ်ဆင်းနေတာတွေ့ရပါတယ်။နောက်သုံးပိုင်းကနေခလာရ40ခွန်တရင်ဘက်ကိုပောက်တဲ့ရက်ွက်တဲ့မြို့တစ်ပေါ့အဲ့ဒီလမ်းကြောဘက်မှာလဲသူတို့ထိန်းချုပ်နိုင်ဖို့အတွက်အကြီးအကျယ်ထိုးစစ်ဆင်းနေတာတွေတွေ့ရပါတယ်။ကျွန်တော်တို့ KIA နဲ့ပူးပေါင်းတပ်တွေလည်းဒီကောင်တွေထိုးစစ်ဆင်းတဲ့နေရာတိုင်းမှာခုခံတိုက်ပွဲကနေတိုင်းလိုလိုဖြစ်နေပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပြထားပါတယ်။စစ်ခွေးတပ်ဘက်ကလက်နက်ကြီးလေးကြောင်းအားတွေကိုအားပြုပြီးတော့မြေပြင်ကနေအင်အားအလုံးရင်းနဲ့တက်လာလို့တိုက်ပွဲတွေနေတိုင်းလိုလိုဖြစ်နေတယ်လို့ပြောပါတယ်။ တချို့နေရာတွေမှာတော့ကျွန်တော်တို့လဲစုပ်ပေးထားတဲ့နေရာတွေပါပါတယ်ဒါပေမဲ့ကျွန်တော်တို့အခိုင်အမာစခန်းချထားတဲ့နေရာတွေတော့စုပ်တဲ့နေရာထဲမှာမပါဘူးလို့ဘုံမူကြီးနော်ဘူးကပြောပြထားပါတယ်ဒါအပြင်ဝိုင်းမော်ဖားကန်နဲ့ခေါလန်ဖူးဒေတာတွေမှာလဲစစ်ကောင်စီနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ KIA ကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့မြောက်ပြည်မြို့တောင်ဘက်မဲလက်ပံချေးရွာအနီးမှာထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်ဖွဲ့တို့ကြားမှာဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာလဲ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့စစ်ခွေးတပ်ဘက်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကိုလှုံ့ဆော်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ခိုင်းမြန်မာနယ်စပ်နယ်ကြားမြေတောင်ရင်းမြေဘေးမှာရှိတဲ့မဲလက်ပန်ရွာကိုနိုဗင်ဘာလ22ရက်နေ့ကတည်းကစစ်ခွေးတပ်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ကူတွေအာယူကအင်အားသုံးထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးတော့နိုဗင်ဘာလ28ရက်နေ့အထိနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ရှီတန်းသတင်းရင်းမြစ်ကပြောပါရတယ်။တိုက်ပွဲတွေကတော့ပွဲချမ်းနေတယ်မဲလက်ပန်တရုတ်ဆိုင်နားမှာဖြစ်တာနောက်တော့စစ်တပ်ကပြန်လည်သွားပြီး အခုထိတိုက်ပွဲတွေဖြစ်နေသေးပဲလို့ရှေးတန်းသတင်းရင်းမြစ်ကပြောပါတယ်။နေဆန်ငင်းအနီးမှာ စေခွေးတက်ရဲ့လက်နက်ကြီးနဲ့လေချောင်းပစ်ခတ်မှုတွေကြောင့်ခိုင်းဘတ်ချန်းနေဆက်လုံကြုံရေးယူထားတဲ့ခိုင်းစစ်တပ်ကမိโกဘုံ၅လုံးခန့်နဲ့အချက်ပြပစ်ခတ်ခဲ့တယ်လို့လည်းသိရပါဗျ။တိုက်ပွဲပြင်းထန်မှုကြောင့်ဒေသခံတွေဟာလည်းဖွဲ့ပြေးပိုးအောင်နေရတယ်လို့ခိုင်းစစ်တပ်ကလည်းမြန်မာဘတ်ချန်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေကို၂၄နာရီစောင့်ကြည့်နေပြီးတော့လုံကြုံရေးတွေကိုတင်းကျပ်ထားတယ်လို့ခိုင်းနယ်ဆက်သတင်းနေမှာဖော်ပြထားပါဗျ။မင်းလက်ပန်ရွာဟာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့ထိချုပ်နယ်မြေပဲဖြစ်ပါတယ်။ နိုဗ ెంబ ာလ22ရက်နေ့ကမြောက်ရီမြို့တောင်ဘက်မဲလပန်းရွာအနီးမှာစစ်ခွေးတပ်နဲ့ KNU တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်ဗိုလ်မှူးကြီးနိုင်လွင်ဦးဆောင်တဲ့ DGBA တပ်ဖွဲ့တွေကစစ်ခွေးဘက်ကနေပြီးတော့ KNU တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ် DGBA တပ်ဖွဲ့တွေတပ်ဆွဲထားပြီးတော့တိုက်ခိုက်တဲ့နေရာကို KNU တပ်ဖွဲ့ကဝင်းရောင်ရှင်းလင်းခဲ့ရမှာ DJB တပ်ဖွဲ့ဝင်230ဦးလက်နက်ချခဲ့ပြီးတော့စခန်းကိုလည်းထိမ့်သိမ်းနိုင်ခဲ့တယ်လို့ KNU ကပြောပါတယ်။အဲ့ဒီနေရာမှာ DJB ရဲ့အကာအကွယ်ပေးမှုနဲ့ကြားဖြတ်အလုပ်ရုံလဲပတ်နေပြီးတော့ကြားဖြတ်လုံသားအင်အား2000ခန့်ရှိတာကိုစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ KNU ရဲ့ကြေညာချက်မှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့အတွင်းကနေထွက်ပြေးလာတဲ့ကြားဖြန့်တရုတ်များနဲ့နိုင်ငံသားများဟာဖန်အံကြိုက်သူလမ်းကြောင်းကနေတဆင်ရန်ကုန်ကိုတက်ဖို့စူးစမ်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုရက်ပိုင်းအတွင်းမှာမွန်ပြည်နယ်ကြိုက်သူမြို့နယ်မှာရှိတဲ့ရိုးရိုးလေးနှစ်ဟိုတယ်မှာတရုတ်နိုင်ငံသားကြားဖြန့်လုပ်ကင်သူတရာကျော်ခန့်တဲခုခဲ့ပြီးတော့အဲဒီတရုတ်နိုင်ငံသားအများစုဟာအသက်ငယ်ရွယ်သူများဖြစ်တယ်လို့သိရပါဗျ။ ထူးခြားချက်ကတော့မြန်မာနိုင်ငံသားစီစီရေးကပ်ပြားဖြစ်တဲ့ရှမ်းပြည်နယ်မှတ်ပုံတဲ73မြေဆောင်မှတ်ပုံတဲများကိုကန်ဆောင်ထားတဲ့တရုတ်တချို့လည်းပါဝင်နေတယ်လို့ပြောပါတယ်နိုင်ငံသားစီစီရေးကပ်ပြားကန်ဆောင်ထားတော့လေတရုတ်များဟာမြန်မာစကားတော့တလုံးမှမပြောတတ်ဘူးလို့ပြောပါတယ်အဲ့ဒီတရုတ်နိုင်ငံသားများကိုမြောက်ရီကဖန်မျိုးအထိတည်ယူရမှာစစ်ခွေးတက်နဲ့အစဉ်ပြေတဲ့လက်နက်ကိုင်များကလိုင်းစင်မဲ့ကားများတော်ရင်လမ်းများကနေတဆင့်တဲဆောင်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီကမှတဆင့်ကြိုက်ထူမျိုးကိုရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ် ဒီလိုမျိုးလူကုန်ကူးမှုနဲ့ဆက်ဆက်တဲ့ကြားဖြတ်ဆိုတာတွေပေါ်ပေါ်ထင်ထင်ကြီးသွားလာနေတာကိုမြင်ရတော့ပြည်သူတွေအတွက်စိုးရိမ်စရာပဲအထက်ကတာဝန်ရှိတဲ့သူတွေအနေနဲ့ပေးချာစုံစမ်းအရေးယူသင့်ပါတယ်လို့ဒေသခံတရင်းရင်းမြစ်ကပြောပါတယ်ကြားဖြန့်တရုတ်များဟာကြိုက်ထုံမျိုးကနေရန်ကုန်လေစိတ်ကိုဆက်လက်သွားရန်စူးစမ်းနေကြပြီတော့အဲ့ဒီကြားဖြန့်တရုတ်အဖွဲ့ကိုတယ်ပေးနေသူတွေရှိတယ်လို့ပြောပါရယ်တယ်ယူသူများဟာစံရှိခေါင်းဆောင်နဲ့ သူကဆိုတဲ့ကောင်းတွေကစီမံနေခြင်းဖြစ်တယ်လို့သိရပါတယ်ပထမအတုပ်ဖြစ်ကြားဖြတ်တချို့ကိုရန်ကုန်ကိုပို့ဆောင်ပြီးဖြစ်တယ်လို့ပြောပါတယ်အခုကြိုက်ထူကနေတရုတ်ကြားဖြတ်များကိုဒုတိယအတုပ်ဖြစ်နဲ့ရန်ကုန်ကိုတည်ယူရန်ပြင်ဆင်နေကြခြင်းဖြစ်တယ်လို့သိရပါတယ်ကြားဖြတ်တရုတ်များဟာအတုပ်လိုက်အတုပ်လိုက်ထွက်ခွာနေခြင်းဖြစ်ပြီးတော့တတုပ်ကို သိန်းတထောင်ကျော်ကနေသိန်း1500ခန်းထိပေးပြီးတော့ရန်ကုန်မြို့ကိုထွက်ခွာနေကြတင်းဖြစ်တယ်လို့သိရပါဗျ။မြောက်ရီကနေဖအံမော်လမြိုင်မူလုံစတဲ့ကြားဖြတ်များဖြတ်တန်းရလမ်းတစ်လျှောက်မှာလဲစစ်ခွေးတပ်နဲ့ရဲတွေကငွေညှပ်မှုများအကြီးအကျယ်လှုပ်ဆောင်နေပြီးတော့26မိုင်စစ်စီဂိတ်မှာခရီးသည်တွေကအသေးဆိုပါကလူ3ယောက်ထက်ပိုရင်ကားတစီးကို8000ပေးနေရတယ်လို့ပြောပါဗျ။အလားတူပဲသုံးလမ်းစုံဂိတ်ကိုဖြတ်တန်းခြင်းရင်လဲကားတစီးကိုရဲကြီး3000ကျပ်ရင်းထိန်3000ကျပ် ရင်းမပုံတင်ဌာနက1000ကျပ်စစ်သားဂိတ်နှစ်ခုဟာတဂိတ်ကို1000ကျပ်စရဖဂိတ်က1000ကျပ်နဝစာဂိတ်က9000ကျပ်စသဖြင့်အသီးသီးတရောင်းစားလိုတောက်ခံတဲ့အတွက်ပေးချေနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကူတာမက်တလင်းမြို့နယ်မှာရှိတဲ့ဓမိုင်ငယ်ရဲစခန်းတောင်ကျိုကွက်တဲ့ရဲစခန်းအပါအဝင်ဗကြမ်းစစ်ခွေးတွေတပ်ဆွဲထားတဲ့နေရာများကိုကြံပြိုင်နဲ့ထင်းဝင်ရောက်တိုက်ခိုက်ပြီးတော့မိရှုရှင်းလင်းနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဝင်ဘာလ29ရက်နေ့ည9:00နာရီကမှနတ်တလင်းမြို့နယ်ဓမ္မငယ်ရွာမှာရှိတဲ့စစ်ခွေးတပ်ရဲ့တိချိုချံအထွက်တိုးစခန်းဓမ္မငယ်ရဲစခန်းနဲ့တောင်ကျုံကွက်တဲ့ရဲစခန်းတို့ကိုတော်လိုက်တပ်ဖွဲ့များကဒပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးနဲ့ပြူစောတိများအလုံးဟာဆော့ဖွာထွက်ပြေးသွားတဲ့အတွက်ကြောင့်တော်လိုက်ရဲဘော်များကိုရဲစခန်းအပါအဝင်စစ်ခွေးတွေတပ်ဆွဲထားတဲ့နေရာများကို မိရှုရှင်းလင်းခဲ့တယ်လို့သိရပါတယ်။မနေ့ကနက်တလင်းမြို့နယ်ဓမ္မငယ်ရွာတေချိုချံအထွတ်တိုးစခန်းအတွင်းမှာရှိတယ်။ပြူခွေးနဲ့စိတ်ခွေးတွေအပါအဝင်ဓမ္မငယ်ရဲစခန်းကိုကျွန်တော်တို့တော်လိုင်းရဲဘော်တွေကကြပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။စိတ်ခွေးတွေနဲ့ပြူခွေးတွေကကျွန်တော်တို့ဝင်တိုက်တဲ့အချိန်မှာအကုန်လုံးထွက်ပြေးသွားလို့စခန်းကိုမိရှုဖျက်ဆီးလိုက်တယ်။နောက်ပြီးတော့တောင်ညိုကွက်တဲ့ရဲစခန်းကိုလည်းကျွန်တော်တို့ရဲဘော်တွေလက်နက်ကြီးတွေနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်လို့383တက်ရဲ သူရင်မူကိုညီညီကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာခွဲပြေးသွားတဲ့စစ်ခွေးနဲ့ပြူခွေးများဟာမင်းဘူးကျုံပြူစော်ရီယွာထဲမှာရောက်ရှိနေပြီးတော့အင်အား30ခန့်ရှိတယ်လို့ပြောပါတယ်။အဲ့ဒီခြေပါအတွင်းကိုလည်းတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ဒီကနေ့နိုဝင်ဘာလ28ရက်နေ့မနက်7:45မိနစ်မှာ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုတရင်3831တရင်ယုံရဲဘော်များဖြစ်တဲ့တပ်ခွဲ2 4 6နဲ့9တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့ဒေါ်လာရဲရဲဘော်များအထူးကိမရှိဘဲနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြံတာလေးကတော့နေ့စဉ်နဲ့အမျှအပိတ်ဖြစ်နေတဲ့သတင်းများကို အစင်အနည်းတန်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာဒီအစီအမပြအစီအမဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ကိုစစ်ခွေးတပ်ကလေရင်နဲ့ပုံကျဲချခဲ့ရာကလင်းငယ်တအုပ်အပါအဝင်ပြည်သူ၆ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့နိုဝင်ဘာလ28ရက်နေ့မနက်09:30မိနစ်ဝန်းကျင်အချိန်မှာကြောက်တော်မြို့နယ်အတွင်းမှာရှိတဲ့နေရာနှစ်ခုကိုစစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲချခဲ့တယ်လို့သိရပါတယ်။အခုလိုဘုံကျဲချမှုကြောင့်ကလင်းငယ်တုံးနဲ့အမျိုးသမီး9ဦးစုစုပေါင်းပြည်သူ6ဦးတေဆုံးခဲ့ပြီးတော့ပြည်သူ10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဘုံကျဲတာကကြောင်ဖိုရွာနဲ့ကန်စောက်တောင်အနာဝင်းကျင်ကိုကျဲတာပါကြောက်တော်မြို့နဲ့ကြောင်ဖိုရွာကို10နိုင်90မိနစ်လောက်ကလေရင်နဲ့လာပစ်တဲ့အတွက်အမျိုးသမီး9ဦးနဲ့ကလင်းငယ်2ဦးတေဆုံးပါတယ်နောက်ထပ်10ဦးဒဏ်ရာရတယ် အိမ်ကတော့လေးလုံးပြစည်းသွားပါတယ်လို့စာရင်းဆရာဝင်းဟင်အောင်ကပြောပြထားပါတယ်ဒီကနေ့ဘုံကျဲမှုမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ခွေးတပ်ကလေရင်နဲ့အယတားပြည်သူများကိုရည်ရွယ်ချက်ရှိရှိဘုံကျဲချခဲ့ခြင်းဖြစ်တယ်လို့ဒေသခံပြည်သူများကပြောပါတယ်ရခိုင်ပြည်တစ်ခုလုံးနီးပါးကိုစစ်ခွေးတပ်ကဆုံးရှုံးရန်လက်တကမ်းအလို့ကိုရောက်ရှိလာတဲ့အချိန်မှာပြည်သူများကိုလေကြောင်းကနေတိုက်ခတ်ပြီးတော့တပ်ဖြတ်မှုများအရှိန်မြင့်လာတဲ့အတွက်အထူးသတိပြုကြရန်အေအေကအခုလအစောပိုင်းမှာကြေညာချက်တတိပေးထားပါတယ်အေအေကမိမိတို့မျှော်မှန်းထားတဲ့စစ်ရေးနိုင်ငံရေးရည်မှန်း ်းချက်များအလုံးစုံအပြည့်အဝအကောင့်ထဲပို့နိုင်စေရန်အတွက်အရခပြည်သူလူထုတရားလုံးနဲ့လက်တွဲပြီးတော့အစွမ်းကုန်စ조사လျက်ရှိတယ်လို့ပြောပါတယ်လက်ရှိအချိန်မှာစစ်ခွဲတပ်ကရခိုင်ပြည်တစ်ခုလုံးနှီးပါးကိုလက်လွတ်ဆုံးရှုံးရန်လက်တကမ်းအလို့ကိုရောက်ရှိနေတဲ့အချိန်ဖြစ်တယ်လို့သိရပါတယ်ကြပြိုင်နယ်ထဲမှာပဲစစ်ခွေးတပ်နဲ့ AA တို့ကရခိုင်ရိုးမနဲ့နယ်မြေချင်းချိဆက်နေတယ်။ဘကိုးတိုင်းမကွေးတိုင်းနဲ့ AOD တိုင်းအဆရှိတဲ့နေရာများအပြင်အရခတက်တော်ရဲ့စီရေးလှုပ်ရှားတဲ့နေရာအချို့မှာပါနှစ်ဖက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။ အခြားတစ်ပတ်မှလည်းစစ်ခွေးတပ်ကရှမ်းမြောက်ဒေသမှာအပြစ်ကရက်စဲရေးကိုညီနောင်မမိတ်သုံးဘွယ်တွေကကိုကန့်နဲ့တောင်းအဖွဲ့များနဲ့မရှိမနှောင်ပြုတ်လို့နိုင်ခဲ့တယ်လို့သိရပါတယ်။သို့တော်လည်း၎င်းတို့ရဲ့မြန်မာပြည်သူများအပေါ်နေစဉ်ရက်ဆက်ကျွလွန်နေတဲ့စစ်ရာဇဝတ်မှုများဟာရော့ကျသွားခြင်းမရှိဘဲရခိုင်မာတာမကမြန်မာတနိုင်ငံလုံးအနှံ့အပြားမှာလည်းအရတန်းပြည်သူများအပေါ်ကိုလည်းရဲဆက်ရဲနဲ့ရာဇဝတ်မှုများကျွလွန်နေစေဖြစ်တယ်လို့အေအေကပြောဆိုလိုက်ပါတယ်။စစ်တပ်အနေနဲ့တနိုင်ငံလုံးမှာရှိတဲ့ပြည်သူများကို လေကြောင်းကနေပုံကျဲတိုက်ခိုက်နေခြင်းနဲ့လက်နက်ကြီး drone များနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေခြင်းဟာယောက်ျားမဆန်ပဲစစ်ရာဇဝတ်မှုကိုပြောင်းကြကြကျူးလွန်နေပြီးလူသားမျိုးနွယ်အပေါ်လက်နက်အားကိုနဲ့ပြင်းမှုကျူးလွန်နေခြင်းဖြစ်တယ်လို့ပြောပါရယ်စစ်ရှုံးနေမှုကိုဖုံးကွယ်ရန်စ조사အားထုတ်တဲ့အနေနဲ့အပြစ်မဲ့တဲ့ပြည်သူလူထုအပေါ်အကြမ်းဖက်တပ်ဖြတ်နေခြင်းကန်းကုံအောင်ရက်ဆက်ရုတ်မှန်နေခြင်းဟာယောက်ျားမဆန်နဲ့အောက်တန်းကြတဲ့လောက်ရတာဖြစ်တယ်လို့အေအေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတဲ့ရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ